်မင်္ဂလာပါရှင်ခိတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်စိတ်ကောင်းစီတပ်ဖွဲ့ဝင်များတေဆုံမှုများနေပြီးညတူးဆံများဖြင့်အစုလိုက်ပြုံလိုက်ညင်မြုံဒူဘုံမူကြီးအစဉ်ရှိတရင်မှုတအူထပ်မံတေဆုံ၍တိုးတိုးတိတ်တိတ်တချူတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ကြောက်ခုတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်များတိစုံမှုများနေ၍မြေတူးဆက်များဖြင့်မြေချင်းတူးပြီးအုပ်စုလိုက်မြေမျိုးတကြိုနေရာကြောင်းသိရပါတယ်။စစ်ကောင်စီဘက်မှတိစုံအလောင်းများကိုရာထူးကြီးရာထူးငယ်ခွဲ၍တက်ကြက်အစင်မှအောက်အဆင့်တိစုံသူများကိုအစုလိုက်အပြုံလိုက်မြေမျိုးတကြိုကပြစ်ထားခဲ့ကြောင်းဒေသတွင်းတရင်ရှင်မြက်ကတရင်ဌာနသို့ပြောပါတယ်။ ရှမန်နေမေ31ရက်နေ့ကလည်းကြောက်ဖြူတိုက်ပွဲအတွင်သို့စစ်ကူပို့လိုက်ပြီးဒုဗုံမူကြီးအစင်ရှိတရင်မှုတူထပ်မံတည်ဆုံသွားကြောင်းသိရပါတယ်။ဒုဗုံမူကြီးပုံမူကြီးအစင်တွေထိနောက်တန်းကိုအလောင်းတွေပြန်တင်နေရတော့ မျက်မြင်ကိုယ်တွေမို့ဝါရဖြန့်ထားလဲစစ်တပ်မိသားစုတွေစိတ်သက်ကြနေကြတယ်။ရှေ့တန်းလို့တမျှတေးတာနဲ့ဒဏ်ရာရလို့နောက်တန်းပြန်လာရတာတွေများနေတယ်ဟုတရင်တရင်ရင်မြက်ကတရင်ဌာနသို့ပြောပါတယ်။အဆိုပါတရင်မှုကြီးအလောင်းကိုစစ်ကောင်စီကပြန်လဲသေးဆောင်သွားပြီးကြောက်ဖြူမျိုးမျိုးမတုတ်တန်တွေတိတ်တဆိတ်မီးတချိုခဲ့ကြောင်းသိရပါတယ်။ကြောက်ဖြူမျိုးပေါ်အထိဘုံမှုအစစ်တရင်မှုအစစ်ပြူဟာမှုအစစ်များတေဆုံးသည့်တရင်ရောက်ရှိလာသည့်အတွက်အုတ်ထုတ်ရေးပိုင်းမှာစိုးရိမ်ပူပန်နေကြပြီးအေးအေးသိမ်းပိုက်ထားသည့်နေမည်များကို စစ်ကောင်စီကပြည်လဲသိမ်းပိုက်ထားပြီးဖြစ်တည်ဟုသတင်းတွေနေရာကြောင့်အုပ်ချုပ်ရေးပိုင်းနဲ့နှိစက်သူထံမှသိရပါရယ်ပြီးခဲ့တဲ့မေ29ရက်နေ့ကတရုတ်သဘာဝတန်ခွေတအားပေးဆက်ယုံအနီးစစ်ကောင်စီဤကကင်းစကန်ကိုအေအေကဒရုန်းဖြင့်တိုက်ခိုက်ရာဒုတက်ရင်မှုအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ကြောင်းသိရပါရယ် ဆလပီမြမအရေးအရေးယူဖြည့်ရှင်ဆောင်ရွက်ရန်ချက်မှန်ကြရှုံးခဲ့သောအာဆီယံအဖွဲ့ကိုစစ်ကောင်စီကလောင်ပြောင်နေဟုမြမနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီကဝေဖန်နေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။မြမအရေးအရေးယူဖြည့်ရှင်ဆောင်ရွက်ရန်ချက်မှန်ကြရှုံးခဲ့သောအာဆီယံအဖွဲ့ကိုစစ်ကောင်စီကအယက်သားပြည်သူများကိုဘုံကျဲတက်ဖြတ်ပြခြင်းဖြင့်လောင်ပြောင်နေတဲ့ကဲ့သို့ဖြစ်နေကြောင်းမြမနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ SACM ကဝေဖန်လိုက်ပါတယ်။မေလ26ရက်နေ့မှမေလ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာ န်လန်ပူမျိုးတွေကျင်းပပြုလုပ်ခဲ့သည်46ကျင်းမြောက်အာဆီယံထိပ်သီးအစည်းအဝေးကမြန်မာအရေးကိုအရေးယူဖြေရှင်းရန်ထပ်မံကြဆုံးခဲ့ကြောင်းအာဆီယံထိပ်သီးအစည်းအဝေးကမြန်မာနိုင်ငံအရေးတွေအတိတ်ပဲပြေဝါသောအရေးယူဆောင်ရွက်မှုများပြုလုပ်နိုင်ပြီးအခွင့်အရေးကိုနောက်တစ်ကြိမ်လွှဲချော်စီခဲ့ကြောင်းအာဆီယံကောင်ဆောင်များသည်အနှစ်သာရမရှိဘဲတတလဲလဲပြောဆိုနေကြစကားများမှမကျော်လွှားနိုင်ခဲ့သည့်အပြင်အာဆီယံ၏၄နှစ်တာကြာရှုံးမှုများကို ပို၍ပင်ဆိုးရွားစေခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးချန်ပီကောင်စီ SACM ကသတင်းထုတ်ပြန်ပါတယ်။ ASEAN ကအသုံးမဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာဘုံသဘောတူညီချက်၅ချက်ကိုသာဆက်လက်ကင်ဆယ်နေခြင်းကရာစုနှစ်တစ်ဝက်အတွင်းအကြီးမားဆုံးဖြစ်သောဒေသဆိုင်ရာအကျပ်တဲကိုကင်တွယ်ဖြေရှင်းရနိုင်အရေးတကြီးဆောင်ရွက်ရန်လိုအပ်မှုဂတိကဝတ်ထားရှိမှုနှင့်တီထွင်ဖန်တီးနိုင်စွမ်းတို့အလွန်အမင်းကင်းမြင့်နေကြောင်းပြသနေတယ်ဟု SACM မှာမာဆူကီဒါရုစမန်ကပြောကြားပါတယ်။မေလ25ရက်နေ့ ASEAN နိုင်ငံသားရေး ဝယ်ကြီးများကွာလာလပူတွင်တွေ့ဆုံဆွေးနွေးစဉ်ဘကူတိုင်းကြောက်ကြီးမြို့နယ်ရှိမင်္ဂလာဆောင်တပ်ခုကိုမြန်မာစစ်အုပ်စုကလေးချောင်းမှတိုက်ခိုက်ခဲ့ရာသရုတ်သမီးနှင့်ကလေးငယ်နှစ်ဦးအပါအဝင်အရသာပြည်သူအနည်းဆုံး၁၀ဦးသေဆုံးခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုသည်ဒီပဲရင်မြို့နယ်ရှိစာတင်ချောင်းတစ်ချောင်းကိုစစ်အုပ်စုကပုံကျဲတိုက်ခိုက်ခဲ့ပြီးကလေးသူငယ်၂၂ဦးနှင့်ဆရာ၂ဦးသေဆုံးကအခြားအရသာ၁၀၅ဦးအထိဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်အပြီးနှစ်ပတ်မပြည့်မီတွင်ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည်ထို့သောရက်ဆက်ကြံကြုံမှုများနှင့်စစ်အုပ်စု၏အခြားလုပ်ရ က်များအကြောင်းကြဲကြဲပြန့်ပြန့်သတင်းဖော်ပြနေသည့်တိုင်အာဆီယံခေါင်းဆောင်များ၏ထုတ်ပြန်ချက်အသည့်တွင်စစ်အုပ်စု၏လက်တွေ့ရှိမနေသောအပြစ်ခတ်ရက်စဲရေးကိုအတိမတ်ပြုထားကြောင်းလက်တွေ့မကျသောစစ်တပ်အပြစ်ခတ်ရက်စဲရေးကိုတက်တန်းတို့ရနေတိုးချက်ကျင့်သုံးရန်ပင်တောင်းဆိုခဲ့ကြောင်းသိရှိရပါသည်။အာဆီယံခေါင်းဆောင်များကစစ်အုပ်စု၏အရသာပြည်သူများအပေါ်ကြဲကြဲပြန့်ပြန့်နှင့်စနစ်တကျကျူးလွန်နေသောရက်ဆက်ကြမ်းကြုတ်မှုများကိုတော်လှန်ရေးအင်အားစုများ၏ခုခံတော်လှန်ရေးကြိုးပမ်းမှုများနှင့်တဒန်နေထားကမှောင်ယွန်းစွာရှုမြင်သုံးသပ်နေစေဖြစ်ကြောင်း SCCM ကအဝေးပန်ပါသည်။ SACM မှာရန်ကီလီကစေအုပ်စုခေါင်းဆောင်မယောင်လိုက်အရက်သားပြည်သူများအပေါ်မရင်မနာပြုလုပ်နေသောတိုက်ခိုက်မှုများမှာစေအုပ်စုသည်အပြစ်ခတ်ရဲစဲရေးကိုအမှန်တကယ်အကောင့်ထဲပေါက်ခဲ့သည်သို့မဟုတ်ထို့သူပြုလုပ်ရန်ရည်ရွယ်ချက်တစုံတရာရှိနေသည်ဟုသော ASEAN ၏အဆိုများကိုယွန်းရှာပွဲရာလှောင်ပြောင်နေတဲ့ကဲ့သို့ဖြစ်နေတယ်ဟုသုံးသပ်သည် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအနေဖြင့်အသုံးမဝင်သောဘုံသဘောတူညီချက်၅ချက်နေရာကိုအစားထိုးရမည်ဖြစ်ပြီး၎င်းလုပ်ငန်းစဉ်အသစ်တွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းသားခုခံဒေါ်လာရေးအဖွဲ့အစည်းများ ERO လူနည်းစုကိုစားပြုကိုယ်စားလှယ်များနှင့်မြမအရက်ဖက်လူဖွဲ့စည်းတို့နှင့်ဓာတ်ရိုက်တီထွေဆန့်ဆန်းခြင်းကိုလည်းဦးစားပေးရမည်ဖြစ်ကြောင်း SACM ကအကြံပြုပါသည်။အာဆီယံအနေဖြင့်စစ်တပ်ရဲ့အကြံဖတ်မှုတွေကိုအမေရိကန်ရက်တန်လိုပါကကုလသမဂ္ဂလုံခြုံရေးကောင်စီအားဝင်ရောက်ဆက်ဖက်ရန်ချက်ချင်းတောင်းဆိုသင့်တယ်။ ။ဒါပြင်စစ်အုပ်စုကလိုက်နာမှုရှိစေရန်နိုင်ငံတကာလေလာသူများဖြင့်မြန်မာနိုင်ငံတဝန်းလုံးတွင်အပြစ်ခတ်ရဲစဲရေးတရံချမှတ်ပေးရလေတောင်းဆိုတင်နေဟု SACM မှာ Chris Sodi ကထလောင်းပြောကြားသည်စစ်ကောင်စီကမလ28ရက်နေ့ငလင်းလှုပ်ခတ်ပြီးအပြစ်ခတ်ရစဲရေးမကြာခဏကြီးညာထားတော့လေလေချောင်းတိုက်ခိုက်မှုများစစ်ကြောင်းထူးခြင်းများဆောင်ရွက်လျက်ရှိရာစကိုင်းကလင်ကြီးလှုပ်ခတ်ပြီးနောက်အချမ်းဖက်စစ်တပ်ကလေချောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်ပြည်သူ436ဦးသေဆုံးခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝင်ကြီးဌာနကတရင်ထုတ်ပြန်ကြားပါရယ်ဆက်လက်ပြီးမြန်းစုံမြို့နယ်နဘဲပင်ရွာနယ်ကြောက်တိုင်ရွာကိုစစ်တပ်ကဒရုန်းများ များလက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်မှုကလေးငယ်တအူအပါဝင်ဖြီသူသုံးဦးထိခိုက်ဒဏ်ရာရတယ်။ဖြီသူများထွက်ပြေးတိမ်းရှောင်နေရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မန္တလေးတိုင်းငန်းစုံမြို့နယ်နဘဲပင်ရွာနယ်ကြောက်တိုင်ရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းများလက်နက်ကြီးများဖြင့်ပြစ်ခတ်နေ၍ကလေးငယ်တအူအပါဝင်ဖြီသူသုံးဦးထိခိုက်ဒဏ်ရာရရှိကြောင်းဒေသခံဖြီသူများကသတင်းဌာနသို့ပြောကြားပါတယ်။မေလ၂ရက်နေ့နနက်10:15မိနစ်အချိန်ခန့်တွင်အကြမ်းဖက်စစ်သားများကဒရုန်းများလက်နက်ကြီးများနှင့်ပြစ်ခတ်နေ၍ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း ်လက်ရှိအချိန်တွင်မိုးများရွာသွန်းနေသည့်အတွက်ပြည်သူများမှမိုးရေများကြားတင်းရှောင်နေရခြင်းဖြစ်ကြောင်းသိရပါသည်မိသားစုဝင်သုံးဦးထိခိုက်သွားတယ်ထိခိုက်သူထဲမှာကလေးတဦးလည်းပါတယ်ပြည်သူတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာဟုဒေသခံပြည်သူတို့ကသတင်းဌာနသို့ပြောကြားပါတယ်အကြံဖတ်စစ်တပ်သည်ကြောက်တိုက်ရွာကိုဒရုန်းများဖြင့်ဘုံးစေလုံးခန့်ကျဲချခဲ့ပြီးနဘဲရွာကိုလည်းဘုံးငါလုံးခန့်ကျဲချခဲ့ကလက်ရှိအချိန်ထိလည်းတိုက်ခိုက်မှုများလှုပ်ဆောင်နေစေဖြစ်ကြောင်းဒေသခံပြည်သူများထံမှသိရပါတယ် ဆက်လက်ပြီးမောတော်အပါဝင်တင်းသာရီတိုင်းအတွင်တိုက်ပွဲများထပ်မံတိုးမြင့်ရန်ရှိနေသည်ဟုဆိုတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ တနင်္လာရီတိုင်းအတွင်းယခုစွန်လပထမပတ်မှာစာရွက်တိုက်ပွဲများပုံမှုပြင်းထန်လာနိုင်ကြောင်းစွန်တရက်နေ့တွင်ပြုလုပ်သည့်တနင်္လာရီကမ်ပိန်းစကားဝိုင်းဆွေးနွေးပွဲ၌ပါဝင်ဆွေးနွေးသည့်ကရင်တရင်ရင်းမြစ်တအူးဖြစ်တဲ့စောစဲနေစီကပြောကြားပါရယ်တနင်္လာရီဒေသအတွင်းရှိ ITPS နှင့်လူသားချင်းစာနာထောက်ထားမှုကူညီဆောင်ရွက်ရေးဆိုင်ရာစကားဝိုင်းဆွေးနွေးပွဲကိုစွန်လတရက်ကကျင်းပခဲ့ရာစောစဲနေစီကဒေသတွင်းစစ်ရှောင်များအခြေအနေတိုက်ပွဲများဆက်လက်တိုးမြင့်လာနိုင်မှုစာနယ်ရိတ်ခါအပါအဝင်စစ်ကောင်စီဘက်ကဖြတ်တောက်ပိတ်ပင်ထားမှု လေကြောင်းအန္တရာယ်ကြုံနေရမှုအခြေအနေများဆွေးနွေးခဲ့ပါတယ်။တိုက်ပွဲတွေကထပ်တိုးမြင့်မှုရှိတယ်။အဲ့ဒီလိုအခြေအနေရှိတယ်။အဲ့ဒီလိုအခြေအနေရှိတော့ဘာလို့အပ်လာလဲဆိုတော့အရင်တုန်းကကြီးတွေလက်နက်တွေတော်ယုံတန်ယုံစီးနဲ့ရတယ်ဆိုပေမဲ့ ဒီအချိန်မှာကျွန်တော်တို့တော်တော်ခက်ခက်ခဲခဲဖြစ်လာတယ်။ဆိုလိုတာကတိုင်းတွင်းမှာရှိတဲ့ဒေသခံတွေ၊ရွာသူရွာသားတွေကဒီနေရာတစ်ခုကိုမောတောင်ပေါ်လေဒီတိုက်ပွဲဆင်နွှဲမှုအပြီးတက်နိုင်ဖို့ဒေသခံတွေရဲ့အားပေးမှုလိုအပ်တာပေါ်ဟုစောစဲနေစီကပြောကြားပါတယ်။စီရေးအခြေအနေရော်လာရန်မရှိဘဲယခုစွန်လအစပိုင်း၌ပင်ဆစ်ရှိန်ညှလာနိုင်ကြောင်း၎င်းကအသုံးသက်ပြောကြားပါတယ်။ စစ်ကောင်စီအနေဖြင့်လည်းစားနပ်ရိက္ခာနှင့်ဆက်သုံးစီဖြတ်တောက်ပိတ်ပင်မှုများလှုပ်ဆောင်နေ၍အခြေအနေများပိုဆိုးလာနိုင်သည်ဟုဆိုပါရယ်စစ်ကောင်စီအနေဖြင့်တနင်္သာရီမောတောင်နေဆက်ကုံသွေးရီလမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ဖွင့်လှစ်လို့၍အင်အားအလုံးရင်ဖြင့်ထိုးစစ်ဆင်နေသည်ဟုပြောပါရယ် မော်တောင်သည်ဘာဖြစ်လဲဆိုစစ်ကောင်စီကကုံသွေးလမ်းပေါက်တစ်ခုပြန်ပြီးတော့ထိုးပေါက်လာဖို့အတွက်အင်အားအပြည့်နဲ့ဒီစစ်ကြောင်းကိုခြိလာတာအဲဒါကြောင့်ဒီတိုက်ပွဲဟာအခုအချိန်ထိဆက်ရှိနေတာဟုစောစိန်နေစီကပြောကြားပါတယ်အဆိုပါလမ်းကြောင်းကိုစစ်ကောင်စီပြန်လည်ထိန်းချုပ်နိုင်ပါကအခြေအနေများပုံမို့ဆိုလာနိုင်၍အလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၎င်းကပြောပါတယ် ထို့ပြင်လက်ရှိဒေတာတွင်စစ်ဆောင်ပံ့ပိုးမှုကိုအရက်ဖတ်အဖွဲ့များနှင့်ချိတ်ဆက်လုံဆောင်နေပြီးလိုအပ်ချက်များစွာရှိနေစေဖြစ်ကြောင်းပြောသည်။ထို့ပြင်လေးချောင်းရံသည်လည်းနေစဉ်စိုးရိမ်နေရသည်ဟုစောစိန်နေစီကပြောသည်။နေတိုင်းကိုကျွန်တော်တို့ကနားထောင်နေရတယ်လေရင်တက်လာပြီးဟေ့ဆိုဘုံကိုကျင်းနေဆင်းပြရတာပေါ့။တချို့ဘုံကိုကျင်းမလုံးနိုင်တဲ့အခါကျတော့ချောင်းနေမြောင်းနေဆင်းပြနေရတဲ့အခြေအနေတွေရှိတယ်ဟုစောစိန်နေစီကပြောပါတယ်။ စစ်ကောင်စီကမောတောင်နယ်ဆက်လမ်းထိန်းချုပ်နိုင်ရေးအတွက်ထိုးစစ်ဆင်လာ၍တနင်္သာရီမြို့နယ်သိန်းခွန်ရွာတဝိုင်းတိုက်ပွဲများဖြစ်ပွားခဲ့ဟုခရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နှင့်အတူတိုက်ပွဲဝင်နေသည့်ဖြီးသူကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင်အမှတ်နှစ်တပ်ရင်းကအသိပေးထားပါတယ်။သိန်းခွန်ဒေသတိုက်ပွဲမှာငါးလခန့်ကြာပြီဖြစ်ပြီးထိတွေ့တိုက်ပွဲအကြိမ်ကြီး၁00ကျော်ရှိကစစ်တပ်ဘက်ကအရာရှိအပါဝင်တိစုံထိခိုက်သူ150ခန့်ရှိသည်။မေလပထမပတ်တွင်ထုတ်ပြန်ထားပါတယ်။သူတို့ကနေဆက်လမ်းကိုပြန်လည်ချင်လို့စစ်ကြော ောင်းထိုးတာပါအထီးကိုင်များလည်းစစ်ကူထပ်ပေါ်တဲ့လေချောင်းကအမြဲရှိနေပါတယ်ဟုမြိတ်ခရိုင်အမှတ်နဲ့တရင်တာဝန်ရှိသူကစစ်ကောင်စီဤတင်းင်းသာဤမော်တော်နေဇလန်ထိန်ချုပ်နိုင်ရေးကြိုးပမ်းလာမှုအခြေအနေကိုပြောပြထားပါတယ်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။